ိုင်ငံတကာသတင်းတပုတ်အနေနဲ့ဖိလစ်ပိုင်မှာတိုင်ဖွန်းမုန်တိုင်းကြောင့်သေဆုံးသူဦးရေ140ရှိလာပြီးပျောက်ဆုံးသူ128ဦးရှိလာတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဖိလစ်ပိုင်မှာတိုင်ဖွန်းမုန်တိုင်းကယ်မတ်ကြီးကြောင့်သေဆုံးသူဦးရေ140ရှိလာပြီးပျောက်ဆုံးသူ128ဦးရှိတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။ မုံတိုင်းဟာဖိလစ်ပိုင်အလဲပိုင်းမှာပြင်းထန်တဲ့ရေကြီးရေလျှံမှုတွေကိုဖြစ်ပေါ်စေပြီးနောက်အနည်းဆုံးလူ140တိတ်ဆုံးပြီးနောက်ထပ်128ဦးပျောက်ဆုံးနေတယ်လို့ကြာတာပရင်းနှီးကတရားဝင်ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရာသိရပါဗျ။ဒီအပတ်အတွင်းစီဘူးပြည်နယ်ကမြို့ကြီးတွေအပါအဝင်မြို့တွေမှာမကြုံစက်ဘူးရေကြီးမှုတွေဖြစ်ပွားခဲ့ပြီးကားတွေအပါအဝင်မြစ်ကမ်းဘေးရှိတဲအိမ်တွေနဲ့ကြီးမားတဲ့တင်းပေါ်ကွန်တိန်နာတွေပါရေထဲမျောပါသွားခဲ့တယ်လို့ဆိုပါတယ်။ စီဘူးမျိုးတဝိုက်ကဒေတာတွေမှာကဲမက်ကြီးမုံတိုင်းမဝင်ရောက်မီ24နာရီအတွင်းမိုးရေချင်း18.3မ3စင်တီမီတာခွနလက်မကန့်ရွာတွန်းခဲ့ပြီးလစဉ်ပြင်းမြမိုးရေချင်း73.3မ1စင်တီမီတာထက်များစွာကျော်လွန်ခဲ့တယ်လို့ယာတီဥဒုပညာရှင်က AFP ကိုပြောကြားခဲ့တယ်လို့ဆိုပါတယ်အင်ကာနေမှာပြည်내အုပ်ချုပ်ရေးမှုကအခြေအနေကိုမှကြုံစဘူးနဲ့ပြည့်စည်ဆုံးရှုံးမှုတွေအများဆုံးလို့ပြောပါရယ် လူသားတွေပြုလုပ်တဲ့ရာသီဥတုပြောင်းလဲမှုကြောင့်မုန်တိုင်းတွေဟာပုံမှုအကောင်းလာခဲ့တယ်လို့သိပ္ပံပညာရှင်တွေကသတိပေးထားပါဗျာ။